ခုကျမ်းပါရတော့ယောမဩရစာခန်းကြီး15ဖြစ်ပါတယ်ယောမဩရစာခန်းကြီး15အငယ်1မှ9တို့ဖြစ်၍အာရှိသောငါတို့သည်ကိုအလိုတို့မလိုက် အာနေသောသူတို့ဤအာနေခြင်းကိုတီးခံရကြမည်ထို့သောငါတို့ရှိသည်မြသည်ကိုယ်နှင့်ဆက်ဆိုင်သောသူ၏အကျိုးကိုထောက်၍သူကိုတိဆောက်စေခြင်းငှာ ူ၏အလိုတို့လိုက်ကြကုန်အံအကြောင်းမူကားခရစ်တော်သည် ကိုယ်အလိုတို့မလိုက် ကျမ်းစာလာသည့်အတိုင်းကဲ့ရဲ့ခြင်းကိုခံတော်မူ၏ကိုရဂူကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်တို့ရောက်ပါ၏ဟု ကျမ်းစာလာသည်။ငါတို့သည် ကျမ်းစာ၌ပါသောတီးခံခြင်းတက်တာခြင်းအကြောင်းများကိုအမိပြု၍မြော်လင့်ရသော အခွင့်ရှိစေခြင်းကကျမ်းစာ၌အထက်က ရေးထားသမျှသည့် ငါတို့ကိုဆုံးမဩဝါဒပေး၍ရေးထားသည်။တင်တို့သည်ငါတို့သခင်ယေရှုခရစ်ခမည်းတော်ဒီဟုသောဘုရားသခင်ကိုတည်ငြိမ်တည်ယူချီနှုတ်မွှဲ့၍ချီးမွမ်းစေခြင်းငှာယေရှုခရစ်အလိုတော်အတိုင်အချင်းချင်းစိတ်တည်ငြိမ်တည်ယူချီရှိကြမည်အကြောင်းတီးခံခြင်းတသက်သာခြင်းအရှင်ဘုရားသခင်သည်ကယ်မတနာတော်မူပါစေသော ခရစ်တော်သည်ဘုရားသခင်ဘုံတော်ကိုထင်ရှားစေလျက် တင်တို့ကိုလက်ခံတော်မူသည်ဤတူတင်တို့သည်တယောက်ကိုတယောက်လက်ခံကြလောအငယ်ရှမှ73တဖန်ငါဆိုဒီကယေရှုခရစ်သည်ဘုရားသခင်၏တစ္ဆာတော်ကို ထောက်၍ဘူပေးများခံရသောဂရိတော်တို့ကိုတီးစေခြင်းဟာအယေပြားလီးခြင်းကိုခံသောသူ၏အမှုကိုဆောင်ရွက်တော်မူ၏တပါးမျိုးသားတို့သည်လည်းဘုရားသခင်၏ကုဏာတော်ကို အံအောချီးမွမ်းကြလိမ့်မည်ထိုတို့နှင့်ညီကျန်းစာလာသည်ကားထိုကြောင့်တပါမျိုးသားတို့တွင်ဂျေစုတော်ကိုကျွန်ုပ်ချီးမွမ်း၍နာမတော်ကိုထုံးမနာတည်ခြင်းဆိုပါမည်ဟုလာသည်တပန်းလာသည်ကားတပါမျိုးသားတို့တင်တို့သည်ဖျားသခင်ဤလူမျိုးနှင့်အတူဝမ်းမြောက်ခြင်းရှိကြလော့ဟု လာ၏တပန်းကလူမျိုးအပေါင်းတို့သာဝရဖျားကို ချီးမွမ်းကြလော့ လူအနွယ်အပေါင်းတို့အလွန်ချီးမွမ်းကြလော့ဟုလာ၏တပန်ဟေရှာယဆိုဒီကရေရှဲ၏အမြင့်ပေါက်၍တပန်မျိုးသားတို့ကိုအုပ်ဆိုးခြင်းကပေါ်ထွန်းသောသူဖြစ်လိမ့်မည်ထိုသူကိုတပန်မျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုတည်းတင်တို့သည်တန်ရှင်သောဝိညာဉ်တော်၏တကူအားဖြင့်မျော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တက်တာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်းမျော်လင့်ခြင်းရှင်ဘုရားသခင်သည်ကယ်မတနာတော်မူပါစေသောအငယ်၁၄မှ၁ဤကိုယ်တို့တင်တို့သည် ကောင်းသောပဂတိတဘောနှင့် ပြည့်စုံ၍အရာရာတို့ကိုတိနာလေသဖြင့်အချင်းချင်းဆုံးမခြင်းငှာတတ်နိုင်သည်ကိုငါသဘောကျလျက်ရှိ၏သို့တော်လည်းတန်ရှင်သောဝိညာဉ်တော်သည်တန်ရှင်းစေတော်မူသောနှစ်သက်ဖွယ်ရာ ပူဇော်တကားဒီဟူသောတပန်းအမျိုးတို့ကို ပူဇော်ခြင်းဟာငါသည်ဘုရားသခင်အင်္ဂုတ္တိယကိုဟောပြောသော အမှုကို ဆောင်ရွက်၍တပန်းမျိုးသားတို့တွင်ယေရှုခရစ်အမှုဆောင်ဖြစ်မိအကြောင်းဘုရားသခင်သည်ငါ၌အပေးတော်မူသောဂျေစုတော်ကိုငါအမိပြု၍ဤကိုယ်တို့တင်တို့ကိုတရိပ်ပေးလျက်တာ၍ရရင်စွာ ရေးလိုက်ပါ၏ ထိုကြောင့်ဖိယသခင်နှင့်ဆက်ဆိုင်သောအရာတို့၌ငါသည်ယေရှုခရစ်ကိုအမိပြု၍ဝါကျွမ်းဝမ်းမြောက်ခြင်းအကြောင်းရှိ၏။တပါးမျိုးသားတို့သည် စကားအဖြင့်၎င်းအကျင့်အဖြင့်၎င်းနားထောင်စေခြင်းကခရစ်တော်သည်နမိတ်လက္ခဏာအံ့ဘွယ်သောအမှုများ၌ပါသောတကူတန်ရှင်သောဝိညာဉ်တော်၏တကူကိုပြ၍ငါအဖြင့်ပြုတော်မူသမျှတို့ကိုသာငါပြောဝန်၏။ ထိုခြေဆုတော်ကိုအမိပြုလျက်ငါသည်ယေရုရှလင်မြို့မှဆက်၍ဣလူရိပြည်တိုင်အောင်ပဝန်းကျင်အရတ်တို့၌ခရစ်တော်ဤအေဝံဂေလိတရားကို အကုန်စင်ဟောပြောခဲ့ပြီအငယ်နစင်မနစနယ်လီထိုတို့အခြားသူတည်သောတိုက်မြင့်အပေါ်မှာငါထပ်၍မတည်မဆောက်ခရစ်တော်ဤနာမကို မကြားဘူးသောအရတ်၌ ေဝံဂေလိတရားကို ဟောခြင်းငါစေတနာစိတ်နှင့်ငါကြိုးစားအားထုတ်လေရှိ ထိုသို့နှင့်ဤကျမ်းစာလာဒီကထိုသူ၏အကြောင်းကိုအဘဲသူမျှမပြဘူးတော်လေသူတို့သည်မြင်ကြလိမ့်မည်မကြားဘူးသောသူတို့သည်နားလေကြလိမ့်မည်ဟု လာသည်ထိုကြောင့်တင်တို့ရှိရာသို့ငါလာရသောအခွင့်မရှိ အစည်းတားများလှပြီးယခုမူကားဤအရက်တို့၌ အခွင့်မရသည်ဖြစ်ပြီးတင်တို့ရှိရာသို့တွားခြင်းဟာတာရှိစွာကာလပလုံအလိုရှိသောကြောင့်စပါဏိပြည်သို့ငါတွားသောအခါလမ်းခီး၌တင်တို့ကို တွေ့မြင်၍တင်တို့နှင့်အတူပေါင်းဖော်လျက်အတန်အရာအလိုပြည့်စုံပြီးမှ ထိုပြည်သို့တင်တို့ပို့ဆောင်ခြင်းကျေးဇူးကိုခံမိဟုမျှော်လင့်၏အငယ်25မှ26ယခုခါတန်ရှင်းသူတို့ကိုလှုပ်ချွေး၍ ယေရုရှလင်မြို့သို့ငါသွားရမည်အကြောင်းမူကားမာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်ယေရုရှလင်မြို့၌ဆင်းရဲသောတန်ရှင်းသူတို့အားအဥ္စာကိုဝေမျှ၍စေဒနာစိတ်နှင့်လှူကြပြီစေဒနာစိတ်ရှိသည်ဟုဆိုသောထိုသူတို့သည်ဂျေစုတင်သောသူဖြစ်ကြ၏အကြောင်းမူကားတပါမျိုးသားတို့သည်ဓမ္မဥ္စာကိုယူဒအမျိုးသားတို့နှင့်ဆက်ဆံ၍ ခံရသည်မှန်လျင်လောကီဥစ္စာကိုလှူ၍လှုပ်ကြွေးအပ်၏ထို့ကြောင့်ဤအမှုကိုငါဆောင်ရွက်၍ဤအလှလက်ဆောင်ကို လုံခြုံစေပြီလျင်တင်တို့အနားမှရှောက်၍စပါဏိပြည်သို့တွားမည်တင်တို့ရှိရာသို့ငါရောက်သောအခါခရစ်တော်ဤဧဝံဂေလိတရား၌ပါသော ကောင်းကြီးမင်္ဂလာပြည့်စုံခြင်းနှင့်ရောက်လာမည်ကိုငါသိ၏ အငယ်30မှ32ငါသည်ဖျားသခင်အလိုတော်အတိုင်းဝမ်းမြောက်သောစိတ်နှင့်တင်တို့ရှိရာသို့ရောက်၍တင်တို့နှင့်အတူတက်တာခြင်းကိုခံစားလိုသောငါယူရပြူ၌ညင်းဆန်သောသူတို့လက်မှငါတို့မိအကြောင်းယေရုရှလင်မြို့အားငါလှုပ်ကြွေးခြင်းအမှုကိုတန်ရှင်းသူတို့သည်နှစ်သက်မိအကြောင်းဤကိုယ်တို့တင်တို့သည်ငါနှင့်အတူကြိုးစားအားထုတ်၍ငါအဖို့အလိုငါ ဖျားသခင်ကိုဆုတောင်းပနာပြုကြလောဟုငါတို့သခင်ယေရှုခရစ်နှင့်ဝိညာဉ်တော်ဤမေတ္တာကရုဏာကိုအကြောင်းပြု၍တင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပါ၏ငြိမ်သက်ခြင်းဤအရှင်ဖျားသခင်သည်တင်တို့ ရှိသမျှနှင့်အတူတည်နေတော်မူပါစေသောအာမင်โอเคเราจะไปมองเปลี่ยนตัวเจ้าเลยเนาะบ๊ายบาย